โอเคကျမကဒီနေ့ဗာလေးကိုပြကြင်လဲဆိုကျမကိုအမြဲတမ်းလာလာမိကြတယ်ပေါ့နော်ဒါကမနေ့ကပေါင်အိုးတွေကထုတ်ထားတယ်ပိတ်စာတွေဒါ print လုပ်ပြီးသားဥစ္စာတွေပေါ့နော်ခြောက်သွားပြီဒီမှာဆိုလို့ရှိရင်ဒီ formula ကသူကတဖြည်းဖြည်းနဲ့အရောင်ကရှင်းလာတာပေါ့နော်အဲ့ခါကျတော့ဒါကကျမရဲ့နောက်ဆုံး formula လေးပါအဲ့ကျတော့ကျမတို့တွေကဒီဥစ္စာကို အခုရေအကြီးဆေးပြမယ်เนาะရေအကြီးဆေးပြမယ်ပြီးလို့ရှိရင်ဆက်ပြာအစီနဲ့အကုန်လုံးဆေးပြပြီးမယ်เนาะဒါ၆သွားပြီးဒါ၆သွားပြီးဒါဘာမှမလုပ်ဘူးเนาะဒါပန်းအိုးလေးကထုတ်ပြီးတဲ့ဥစ္စာကို၆သွားပြီးဒါဟာပါအဲ့ဒါတော်တော့ဒီအကြီးနဲ့နှစ်ထပ်သုံးထပ်လောက်ဈေးလိုက်ရမယ်เนาะဒီမှာဆိုရင်တော့ ေတော့စိမ်မထားဘူးဒီလိုပဲရေကြီးနဲ့နဲနှံ့အောင်ပေါ့လို့ခေါ်မယ်ရေကြီးနဲ့ပဲဒီလိုပဲအရင်ကြီးကျွတ်မလာဘူးဆိုလို့ရှိရင်တော့နှစ်ထပ်လောက်ပဲစီမယ်တတ်ထက်သေးနဲ့တော့ကျမတို့ကမလုံလောက်ဘူးပေါ့နော်အဲ့ကြတော့ ဒါတော့ပထမဥုံတစ်ထပ်နော်ဒါကိုကျမတို့တွေနောက်တစ်ထပ်ထပ်ပြီးတော့ရှင်းကြမယ်နော် ပြန်တဲ့ဘာချုပ်သေးမှမထည့်တော့ဘူးထည့်စရာလည်းမလိုဘူးလေနော်ရှေ့မှာပြည့်စုံအောင်ကျွန်တော်တို့လေထည့်ခဲ့ပြီးတကယ်လို့ဒီအခုဒီအစိမ့်ရင်ဖြစ်နေတဲ့အစိမ့်ရင်ဖြစ်နေတဲ့ဒီတိရက်တွေကိုအစိမ့်လူရင်လို့ရှိရင်တော့ကျမတို့လေတန်ကြီးအစနည်းနည်းလျှော့ပြီးတော့ထည့်ကြမယ်ပေါ့နော်တန်ကြီးအစလေးလျှော့ထည့်လိုက်ရင်တော့ ်နည်းနည်းအစိမ့်လေးလို့ပါမယ်ဒါကတော့ကျွန်မက2 formula အတိုင်းပဲတန်ကြီးရောကျန်တဲ့ဆေးမုံရော formula အတိုင်းအပြည့်ထည့်ထားတာပေါ့နော်ဟုတ်လားတကယ်လို့ဒီတော်တော်လေးကိုတောက်တောက်ကလေးလိုချင်တယ်ဆိုလို့ရှိရင်เนาะကျွန်မတို့ကဒီ baking soda ကိုတိုးပြီးတော့ထည့်လို့ရတယ်ဘယ်ပေါ့30ဂရမ်လောက်အဲ့လိုမျိုး15ဂရမ်လောက်တော်ပြီပေါ့နော်အများကြီးတိုးစရာမလိုဘူး အဲ့လိုအခုဒီမှာဆိုရင်ရေကြီးဆေးပြီဆိုရင်ကျမတို့တွေဖက်ပြအစီနဲ့နောက်ဆုံးအခင်းလျှော်မယ်ဖက်ပြအစီရတော့ဒီဖုံးလေးဒီ တို့ဒီအခွင့်ချော်တယ်လို့ပဲပေါ့နော်ကျမတို့ဘလို့အမယ်ထင်သလောက်ပေါ့ထဲ့မယ်ဟိုဘလောက်ရဲမဟုတ်ဘူးပေါ့အမယ်လို့ဒါကဖုံးမိတ်ဆက်ပြားလေဆက်ပြားအပြင်းတော့မဟုတ်ဘူးပေါ့နော်ဆက်ပြားအပြင်းဆိုရင်တော့သူကဒီတဘာဝနဲ့လှုပ်ထားတဲ့ဥစ္စာတွေကသူကဂျန်မခံနိုင်ဘူးပေါ့နော်ဒီမှာဆိုရင်ကျမတို့လေထပ်ပြီးတော့အယောင် จุดตาบาญาเลยไม่ရှိတော့ဘူးเนาะဟုတ်လားဒါဆိုရင်ကျမတို့ဒီအယောင်จุချင်းမจุချင်းတော့နည်းနည်းတော့စိတ်ချသွားရပြီပေါ့ဟုတ်လားเนาะဒီကကျန်တာကျမပါမှာထုတ်ဆေးထပ်ပြီးတော့မတင်တော့ဘူးဒီဟာ6သွားပြီဆိုလို့ရှိရင်မိဟုတိုက်ပြီးတော့ပြီးသွားပြီเนาะမိဟုတိုက်ပြီးလို့ရှိရင် ဒါကျမတို့လေရောင်းမယ်ဆိုလဲရောင်းသုံးမယ်ဆိုလဲသုံးပေါ့နော်ရောင်းမှုသုံးလို့ရှာသွားပါပြီဒါအခုတော့ရေပေါ်ပေါ်လေးနဲ့တော့ဆေးဖို့လိုပဲနော်ရေပေါ်ပေါ်လေးနဲ့ ยามเยาวอจะมาเขาได้ท่านเราเสี่ยว နောက်ဆုံးခြေပေါ့နော်ဘယ်လောက်ဆိုလို့ရှိရင်เนาะဒီမှာတို့လေးတော်ပြီပေါ့เนาะ ရပါပြီအားလုံးကိုကျေးဇူးတင်ပါတယ်ခြောက်သွားတဲ့အချိန်မှာကျွန်မကပြန်ပြီးတော့ပြပေးမယ်နော်